ဒုက္ခဒိုင်မွန်ဆိုင်ဆိုင်ပိုင်ရှင်တွေနဲ့အတူ Sky Villa ကွန်တိုပြိုကျမှုမှာပါသွားခဲ့ပေမယ့်အတက်မတည်ပဲလွမြောက်လာခဲ့တဲ့ဝန်ထမ်းမိန်ကလေးရဲ့ပြောပြချက်မက်လာ၂၈ရက်ကဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလင်လောက်ခတ်မှုကြောင့်မန္တလေးမြို့မှာရှိတဲ့လူကုန်ထံအတိုင်းဝိုင်းနေနေထိုင်တဲ့ Sky Villa ကွန်တိုလည်းပြိုကျသွားခဲ့ပြီးလူပေါင်းရာနဲ့ချီပိတ်မိသေးဆုံးမှုတွေဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်အဆိုပါကွန်တိုပြိုကျမှုမှာမြင်းကြီးတက်မှနေထိုင်တဲ့ဒုက္ခဒိုင်မွန်စိတ်ဆိုင်ပိုင်ရှင်မိသားစုအပါအဝင်ဝန်ထမ်းတွေလည်းပါသွားခဲ့တာဖြစ်ပါတယ်။ 28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ပြိုကျမှုတွေကိုပါသွားခဲ့ပေမယ့်31ရက်နေ့အထိတောက်ခံထားနိုင်ခဲ့ကကဲဆဲသူတွေနဲ့တွေ့ရှိခဲ့ပြီးအသက်ပေးကနေလွတ်မြောက်လာခဲ့တဲ့ဒုက္ခဒိုင်မွန်ဆိုင်ဆိုင်မှာဝန်ထမ်းမိန်ကလေးကိုဆိုင်ဆိုင်ပိုင်ရှင်ရဲ့တမီးဖြစ်သူအဆိုတော်ရဲနောင်ရဲ့ဇနီးမန်းလင်းစီလင်းဝင်းကကိုတိုင်းသွားတွေ့ပြီးတော့မေးလာခဲ့တာပဲဖြစ်ပါတယ်လွတ်လာတဲ့ကလေးမလေးကိုကိုတိုင်းတွေ့ခဲ့ပြီးပါပြီ။ သူပြောလာတဲ့စကားတွေအရကျမအမေကဟင်းချက်ဖို့ကောင်မလေးတယောက်ကိုစီစဉ်ခိုင်းနေရင်ဖျားဆင်ရှေးအဲကမ်းမှာလမ်းလျှောက်နေတာပါ။ကျမတူမလေးတို့တို့ကသူတို့အခန်းမှာကလေးထိန်းနဲ့အတူ ထမင်းစားနေတာပါ။ကျမအမကထမင်းစားစပွဲနာမှာပါ။ကျမအကူကရေပိုက်ပြင်နေတာပါ။စားလို့တဲ့အချိန်မှာအမေမမအကိုကြီးနဲ့လွတ်လာတဲ့ကောင်မလေးကခလေးရှိတဲ့အခန်းကိုပြေးသွားပြီး6ရောက်စလုံးဖတ်ထားကြတာပါနောက်တစ်ချိန်ထပ်လို့တဲ့အချိန်မှာဝုန်းဆိုပြီးမှောင်ပြီးလွန့်ထွက်သွားတာ လွတ်လာတဲ့ကောင်မလေးနဲ့အမေနဲ့ကအတူတူပိတ်သွားတာပါ အမေကလက်ကလေးပြည်နေလို့တော့သူကထုတ်ပေးလိုက်သေးတယ်စကားတွေတောက်လျှောက်ပြောပြီးအန်တီလေးကဖျားစာတွေပါဆိုနေခဲ့တာပါတယ်အန်တီလေးကလာခေါ်သမားကိုကြားပြီးအတူတူထုနေခဲ့ကြတာပါတယ်ကျမအဖေရဲ့မိမလို့ခေါ်တန်ကြားတော့ထူးပါတယ်နေ30ရက်နေနေလဲမှာအဖေသွားခေါ်ခဲ့တာပါ 30ရက်နေ့နေ့လေနည်းနည်းကျန်းကျန်းငလင်ထက်လို့ရင်အစာအုပ်ရွေးသွားတဲ့အချိန်မှာအမေအသက်ပါသွားတယ်ထင်ပါတယ်။အဲ့ဒီနောက်ပိုင်းကစပြီးတော့အန်တီလေးအတန်ကိုမကြားရတော့ဘူးလို့ပြောပါတယ်။မဆုံးခင်အချိန်အထိတဖွားဖွားပြောနေတာ။သမီးငယ်လေးနဲ့ရဲနောင်ငါ့ကိုလာမကဲသေးဘူးဆိုတာပါပဲလေ။အမေတောက်လျှောက်မျှော်နေခဲ့တာကျမကိုပါ။အမေရဲ့သမီးရောက်လာခဲ့ပေမဲ့ကဲဖို့ဆက်တွေမရှိဘူးအမေရဲ့ရှင်တွေ꿰ရပါပြီ။ အမေနဲ့အမဒူလေးနဲ့ကိုကြီးကထမင်းစားပြီးရင်တက်တူးထိုးဖို့ချိန်ထားကြပြီးသွားကြဖို့လှုပ်ထားတာပါငလင်းရဲ့နည်းနည်းများနောက်ကျပြီးလှုပ်ခဲ့ရင်အမေတို့ကအစောပြီးထွက်လာခဲ့ရင်အမေတို့အကုန်လုံးအပြင်ရောက်နေမှအမေတို့ရဲ့ဟုဆိုကမနှင်းစီလင်းဝင်းကမိခင်ဖြစ်သူနဲ့အတူမိသားစုဝင်တွေအားလုံးကိုဆုံရှုံလိုက်ရတဲ့အတွက်ဝမ်းနည်းစွာပြောထားတာလည်းဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ30ရာနှစ်အထိအသက်ရှင်နေသေးပေမယ့်ကယ်ဆယ်ရေးတွေနောက်ကျတာရောပျက်စီးကရိယာတွေမဆုံးလင်တာကြောင့်ပါအသက်မမီခဲ့ဘူးလို့ဆိုလာခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့အချိန်ထိတော့အဆိုတော်ရဲနောင်ရဲ့ရောက်ခတ်မှာမန်းနင်းစီလင်းဝင်းရဲ့မိခင်ဖြစ်သူဒေါ်မိုးတီတာရွှေရဲ့ရုပ်အလောင်းကိုထုတ်ယူပြီးတော့တကြိုပြီးခဲ့ပြီပဲဖြစ်ပါတယ်။ကျန်တဲ့မိသားစုဝင်တွေဖြစ်တဲ့မင်းင်းစီလင်းဝင်းရဲ့အမတူမလေးတူတူနဲ့ခဲဟိုဖြစ်သူတို့ရဲ့ရုပ်အလောင်းတွေကိုတော့ဒီနေ့ဒီချိန်ရက်ထိထုတ်ယူလို့မရသေးဘူးလို့လည်းသိရပါဗျ။